ရှေ့ချပြီးတော့ကိုတက်ဆွမ်းသမျှအားလုံးကိုကူညီပါမယ်ဆိုတဲ့အစီအစဉ်လေးရှိတယ်ကျွန်တော်အခုငလျင်ဘေးအတွက်ဆိုလည်းအများကြီးလှူခဲ့တယ်ဖျားစီဒီပထူတွေပြက်စီးနေတာတွေပြိုကျနေတယ်အခုတမိုင်းဝင်ရွှေဆိုင်ရံဖျားဆိုကျွန်တော်အခုပြန်တဲတယ်နော်အခုဟိုမတ်တီငွေသိန်းတရာကျော်လှူပြီးပြီးဆက်လက်ပြီးတော့ထီတော်တင်နိုင်ပြီးရှိတယ်လှူသွားဖို့ရှိတယ်ပေါ့ဒါရှေ့ချလုပ်မယ်ပလန်လေးပေါ့နော်အဲဖျားတွေဆက်တဲဖို့ရှိတယ်ဘာသာသာသနာကျိုးနဲ့နိုင်ငံမှာအခက်အခဲဒုက္ခရောက်တိုင်းမှာလောကီဆရာတွေဘက်ကလည်းတရောင်းတနေရတယ်ပါဝင်နိုင်တဲ့ဆွဲဟာကိုချပြနိုင်ဖို့အတွက်ကျွန်တော်စူးစမ်းနေပါတယ် ဘယ်လိုခေါ်မလဲလူငယ်ဘဝကနေပြီးတော့လူကြီးဘဝကိုကူးပြောင်းတဲ့အမှတ်တရနေဒီလိုပွဲလေးကိုလှုပ်ဖြစ်တာပါမဟုတ်ခါတိုင်းနှစ်ကတော့အချင်းချင်းလောက်ပဲလှုပ်ဖြစ်တယ်အမဟိုအသေးစိတ်ပေါ့နော်လှုပ်ဖြစ်ပါဘူးအခုလိုကြီးကြီးကျယ်ကျယ်ပေါ့နော်ဒီပွဲခန်းသားနဲ့စီစဉ်တာတော့မရှိဘူးကိုယ့်ရဲ့မိသားစုမိတ်ဆွေအသက်ဝိုင်းလောက်ပဲအဲဖိတ်ပြီးတော့ဒီအခမ်းအနားပေါ့နော်အနေချင်းလောက်ပဲလှုပ်ဖြစ်ပါတယ်ဒီနှစ်ကတော့ဟောဒီနှစ်ကကိုယ့်ရဲ့အဲဆက်ရှင်နေပြည်လည်းဖြစ်တယ်လော်ကီပညာတက်ကလည်းရှင်းနေပြည်တဲ့ကြီးကြတုမြောက်လည်းဖြစ်တဲ့အတွက်ကျွန်တော်ကဒါခက်ခက်နားနားလေးလုပ်မယ်ဒါကိုယ့်ရဲ့မိတ်ဆွေတိုင်းပိုင်းနဲ့ဖိတ်မယ် ဒီဖြောက်ပြေးပိုင်းနဲ့ပေါ့နော်အဲ့လိုမျိုးလေးစီစဉ်ပြတ်တာပါမှာဟုတ်ရှင်းနှစ်ပြည့်ပါပြီမှာဟုတ်ရှင်းနှစ်တိတိပေါ့နော်ရှင်းနှစ်ဒီလုပ်ငန်းဒီ logic လမ်းကြောင်းပုံရှောက်လမ်းခဲ့တာရှင်းနှစ်ပြည့်တဲ့တောက်လျှောက်မှာနာမည်ပြတ်မရှိခဲ့ဘူးအဲဘယ်လိုခေါ်မလဲခုံတိတ်ခါရှိရှိနဲ့ဒီဆရာလောကမှာနေရာတနေရာရပြီးတော့အဲရက်တီနိုင်ခဲ့တဲ့အတွက်ဝမ်းသာပါလေဝမ်းမြောက်ပါလေကိုကိုတင် जा ပေးခဲ့တဲ့ဆရာဆရာမတွေအားလုံးဒီနေရာဒီလိုအချိန်ကြီးရောက်လာဖို့အတွက်ပံ့ပိုးဝန်းရံပေးခဲ့ကြတဲ့တူတူတယောက်ချင်းအားလုံး ယေရှုမြတ်ကြီးတင်ပါတယ်အမြဲတမ်းလည်းကာရဝပြပြီးတော့ကတော့နေစေပါဟုတ်ပြောင်းလဲမှုတွေဆိုတော့ပုံရင်းကြတာပါဘောနော်နိုင်ငံတုန်းကဆိုရင်ကျွန်တော်ကအဲစိတ်ဆိုးလွယ်တယ်နော်တစထိုးလုပ်တယ်ဟာဘယ်လိုခေါ်မလဲလူကြီးတို့မှရစရာနားမထောင်ဘူးနော်ဒေါသတွေပဲဖြစ်လွယ်တယ်ထွက်လွယ်တယ်နောက်ပိုင်းကျတော့တပြည့်ပြည့်နဲ့အဲရင်းကြလာတယ်နော်ဘယ်လိုခေါ်မလဲဒီဟိုစိတ်ဆိုးစိတ်ကမလွယ်တော့ဘူးပေါ့နော်ပညာပိုင်းနေမှာဆိုလို့ရှိရင်လည်းပို့ပြီးတော့ထက်မြက်လာတယ်လို့ဒီကိုပြိတ္တတ်တွေ ခဏရသာမိပေါ်မှာလှုပ်ပေးနိုင်တဲ့လုံနိုင်စွမ်းအားလေးပို့ပြီးတော့တိုးတက်လာတယ်ကို့အပေါ်မှာယုံကြည်မှုတွေလည်းလူတွေကပို့ပြီးတော့ရရှိလာသလိုကိုယ့်ရဲ့လုပ်ငန်းတွေလည်းအောင်မြင်လာသလိုကို့ကိုအားကိုးကြတဲ့လူတွေအားလုံးရဲ့ကိစ္စအပေါ်မှာအားလုံးနဲ့အောင်မြင်မှုတွေပို့ပြီးတော့ရရှိလာပါတယ်မှာဟုတ်ဘာတွေဆက်လုပ်ဖို့အစီအစဉ်ရှိတယ်ဆိုတော့ဒီလုပ်ငန်းပဲပေါ့နော်ဒီလမ်းကြောင်းပဲဆက်လုပ်ဖို့အစီအစဉ်ရှိပါတယ်ကျွန်တော်ကဒီအခုဟိုခိုင်းတကိုင်းကိုဖွဲ့စည်းတည်ဆောင်လာခဲ့တာပေါ့နော်ဒီလာမဲ့ဒီလာမဲ့ဒီလာမဲ့နှစ်တစားပုံးလာကြတော့မှတစ်နှစ်ပြည့်မှာပေါ့နော်အဲ့တော့ဒီတစ်နှစ်အတွင်းမှာတော့အဲ logi ပညာခိုင်းတကိုင်းကိုဖွဲ့စည်းတည်ဆောင်လာတယ် အဲ့ဒီခိုင်းကိုဖွဲ့စည်းတည်ထောင်ထားတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ကဒီမှာဘယ်လိုခေါ်မလဲလောကီပညာဝါသနာပါတဲ့ကလေးတွေဆိုလို့ရှိရင်ပညာသင်ပြီးလို့ရအောင်လူသားအကျိုးလောကအကျိုးဘာသာသာသနာအကျိုးเนาะခွနေသားသမီးအကျိုးထမ်းဆောင်နိုင်တဲ့လောကီဆရာကောင်းတွေအများကြီးပေါ်ပေါက်လာအောင်လို့ဆက်လက်ပြီးတော့မွေးထုတ်သွားပေးဖို့နဲ့အခက်အခဲဖြစ်နေတဲ့ခွနေသားသမီးပြိဿအလုံးစုံဘယ်လိုခေါ်မလဲကိုတက်မြောက်ထားတဲ့ပညာနဲ့အကူအညီပေးဖို့ပေါ့เนาะဒီရှေ့ရှပြီးတော့ကိုတက်ဆွမ်းသမျှအားလုံးကိုကူညီပါမယ် ဆိုတဲ့အစီအစဉ်တွေရှိတယ်။ကျွန်တော်အခုငလျင်ဘေးအတွက်ဆိုလည်းအများကြီးလှူခဲ့တယ်။ဖျားစီဒီပထိုးတွေပြက်စီးနေတာတွေပြိုကျနေတယ်အခုတမိုင်းဝင်ရွှေဆိုင်ရံဖျားဆိုကျွန်တော်အခုပြန်တဲတယ်နော်။အခုဟိုမတ်တီဝေးသိန်းတရာကျော်လှူပြီးပြီးဆက်လက်ပြီးတော့ထီးတော့တင်နိုင်သေးရှိတယ်လှူသွားဖို့ရှိတယ်ပေါ့ဒါရှေ့လျှောက်လုပ်မယ်ပလန်တွေပေါ့နော်။အဲဖျားတွေဆက်တဲဖို့ရှိတယ်ဘာသာသာသနာကျိုးနဲ့နိုင်ငံမှာအခက်အခဲဒုက္ခရောက်တိုင်းမှာလော်ဂီဆရာတွေဘက်ကလည်းတထောင်တနေရလေးပါဝင်နိုင်တယ်ဆိုတဲ့ဟာကိုချပြနိုင်ဖို့အတွက်ကျွန်တော်စူးစမ်းနေပါတယ်။ကျွန်တော်ကဒီပညာကိုယူသွတ်တယ်နော်။ ဝါသနာပါတယ်အင်မတန်မှလည်းဒီပညာကိုဘယ်လိုခေါ်လဲအဲချစ်မြတ်နိုးတယ်တကယ်လည်းလေးစားတယ်တန်ဖိုးထားတဲ့အတွက်ငါဝါသနာပါတဲ့ငါမြတ်နိုးတဲ့တန်ဖိုးထားတဲ့လေးစားတဲ့ဒီပညာရက်ကိုနော်ဘလောက်ပင်အတိုက်ခိုက်များပါစေသက်ဆုံးထိတိုင်အသက်ခံတာရှိသဖြင့်စူးစမ်းသွားပြီးတော့ခွန်ရသားသမီးရဲ့ကောင်းကျိုးနော် အမျိုးဘာသာသာသနာရဲ့ကောင်းကျိုးဒီနိုင်ငံရဲ့အကျိုးစီးပွားဖြစ်ထွန်းမှုအတွက်စူးစမ်းမယ်ဘလောက်ပင်တိုက်ခိုက်ပါစေငါဟာကောင်းတဲ့လောက်ရောက်ကြွယ်လောက်တာမကောင်းတာမလို့မှန်မှန်ကန်ကန်ပဲနေတယ်အတွက်တိုက်ခိုက်သူတွေနော်အချိန်တိုင်းရင်မောလို့ရှိရင်ရက်သွားပါလိမ့်မယ်ဆိုရယ်စိတ်နယ်ပဲရက်တည်ပြီးတော့အခုချိန်ကြီးအတိုင်းပဲအဲ့ဒီစိတ်ကိုပဲနှလုံးသွင်းပြီးနေထိုင်ပါတယ်မဟုတ်လာရောက်ပြီးတော့ဒီခန္ဓာပွဲကိုတက်ရောက်ပေးခဲ့ကြတဲ့တဝူးတယောက်ချင်းစီအနုပညာရှင်တွေရောအဲလူကြီးတိုင်းဝိုင်းရောဟိုဘယ်လိုခေါ်မလဲခဏရသားသမီးအလုံးစုံအားလုံးကိုဒီနေရာနေပဲကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကျွန်တော်လည်းဆက်လက်ပြီးတော့ ကျွန်တော်ရဲ့လောဟီပညာတက်တန်းတစ်လျှောက်မှာဆက်လက်အားပေးဖို့နဲ့ကျွန်တော်ဘက်ကလည်းအကောင်းဆုံးအမှန်ကန်ဆုံးနဲ့ပြိသက်တွေနော်ဒီဘယ်လိုဘယ်လိုခေါ်မလဲအခြေခံလူရန်းစားတွေနဲ့ခုနှစ်သားခုနှစ်သမီးဒုက္ခဒုက္ခဖြစ်တဲ့သူတွေခက်ခဲသောကဖြစ်တဲ့သူတွေဘက်မှာအပြည့်အဝရက်တည်သွားပါမယ်တို့ကာလဝါပြုပြီးတော့ဒီနေရာနဲ့ဂရုတစ္ဆာခံယူပါရခင်ဗျာ